လူတက်တရက်ခန့်အစစ် အပိုင်းကိုရဲ့အစမှာတော့အချီကိုရဲ့ညီမတွေကဟော်လုံးကြီးရဲ့ဖမ်းချုပ်တာကိုခံထားရပါတယ်။ဒီချိန်မှာပဲဟော်လုံးကြီးကကောင်မလေးတယောက်ကိုစားဖို့အတွက်ကြံစီလိုက်ပေမဲ့ရုတ်တရက်ဆိုသလိုအချီကိုရောက်လာခဲ့ပြီးသူ့ရဲ့ညီမကိုကယ်တင်သွားခဲ့ပါတယ်။ဒါပေမဲ့ကန်ဆိုးတာကနောက်ထပ်ညီမတယောက်ဟာဟော်လုံးကြီးရဲ့လက်ထက်မှာရှိနေသေးတာပါ။ဒီချိန်မှာပဲအချီကိုကဟော်လုံးကြီးရဲ့အရှိမောင်ဝစ်စုံအဖြူနဲ့ကောင်မလေးတယောက်ကိုတွေ့လိုက်ရပါတယ်။အချီကိုကလည်းဒါဟာသူငငယ်တုန်းကတွေ့ခဲ့ရတဲ့မြေထဲဆင်းသွားတဲ့ကောင်မလေးဖြစ်မှန်းမှတ်မိသွားခဲ့ပါတယ်။အဲ့ဒီကောင်မလေးကိုကယ်တင်ဖို့စူးစမ်းခဲ့တာကြောင့်သူ့ရဲ့အမေကဆုံးပါသွားခဲ့တာကိုပြန်မမိသွားတဲ့အချီကိုလည်း ဒေါသထွက်လာခဲ့ပါတယ်ပြောရရင်အဲ့ဒီကောင်မလေးကိုယ်တိုင်ကဟော်လုံးတကောင်ဖြစ်နေခဲ့တာပါဟော်လုံးကြီးကလည်းအီချီကိုကိုချက်ချင်းမက်မိသွားပြီးမင်းမေကိုငါတက်လိုက်တာဖြစ်ကြောင်းပြောလိုက်ပါတယ်အကြောင်းစုံတည်သွားတဲ့အီချီကိုလည်းစိတ်မထိန်နိုင်တော့ပဲဓာတ်နဲ့ပြပိုင်လိုက်ပါတယ်ဒါပေမဲ့မျောလင်းထားသလိုဖြစ်မလာပဲသူပဲပြန်ပြီးဖမ်းခံလိုက်ရပါတယ်ဒီချိန်ယူခီယာလည်းမော်ဆွမ်းတစ်ခုနဲ့ဟော်လုံးကြီးကိုချုပ်ဖို့ကြိုးစားလိုက်ပေမဲ့မအောင်မြင်ခဲ့ပါဘူးဒီလိုမျိုးအခက်အခဲတွေကြုံနေရတဲ့အချိန်မှာပဲတင်းမင်းတသမဟာရုတ်တရက်ဝင်လာပြီးဟော်လုံးကြီးရဲ့လက်ထက်ကအီချီကိုရဲ့ညီမလေးကိုကယ်တင်လိုက်ပါတယ်အကျိုးဆက်အနေနဲ့အဲ့ဒီတင်းမင်းဟာဟော်လုံးကြီးကြောင့်ဒဏ်ရာကြီးကျယ်ရသွားခဲ့ပါတယ် င်တီမင်းတယောက်ဟာဟော်လုံးတွေကိုဘယ်တော့မှခွင့်မလွှတ်ဖို့နဲ့လူသားတွေကိုတတ်နိုင်သလောက်ကာကွယ်ရမယ်လို့ပြောရင်းနဲ့နောက်ဆုံးမှာပဲလဲကြသေးဆုံးသွားခဲ့ပါတယ်ဒီအချိန်မှာတော့အီချီကိုဟာယူခီယာကိုဒီတိုက်ပွဲမှာဝင်မပါဖို့ပြောရင်းနဲ့ဟော်လုံးကြီးကိုတယောက်ထဲတိုက်ခတ်လိုက်ပါတယ်တစ်ဖက်ကဟော်လုံးကလည်းအရန်ကြမ်းနေတာကြောင့်အီချီကိုဟာတော်တော်လေးကိုခက်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 ရုန်းကန်နေရပါတယ်အီချီကိုလည်းတိုက်ခတ်ရင်းနဲ့သူ့မိသားစုအကြောင်းပြန်တွေးနေခဲ့ပြီးခုနကတင်မင်းမတည်ခင်သူ့ကိုပြောခဲ့တဲ့အပြစ်မဲ့သူတွေကိုကယ်တင်ရမယ်ဆိုတဲ့စကားကိုပြန်သတိရနေခဲ့ပါတယ်ဒါပေမဲ့လည်းဟော်လုံးကြီးရဲ့တိုက်ခိုက်မှုတွေကြောင့်အီချီကိုလည်းပြင်းပြင်းထန်ထန်ဒဏ်ရာရသွားခဲ့ပါ ပါတယ်။ဟော်လွန်ကြီးကလည်းအီချီကိုစမတိုက်တော့ပဲအရှုံးပေးလိုက်ဖို့ပြောနေခဲ့ပါတယ်။ယူခီယာကလည်းအီချီကိုကိုဝင်ခဲ့ဖို့လုပ်ပြီးမဲ့ချက်ချင်းပဲအရင်ကတူကြားဘူးခဲ့တဲ့ဆုံးမစကားတစ်ခွန်းကိုပြန်မှတ်မိသွားခဲ့ပါတယ်။အဲ့ဒါကတော့တိုက်ပွဲအမျိုးစံနှစ်ခုရှိပြီးတော့တစ်ခုကတော့အသက်တွေကိုကယ်ဖို့တိုက်တဲ့တိုက်ပွဲနဲ့နောက်တစ်ခုကတော့ဂုံတိတ်ခါအတွက်တိုက်တဲ့တိုက်ပွဲဆိုတာပါပဲ။အီချီကိုကတော့အခုသူ့ရဲ့ဂုံတိတ်ခါအတွက်တိုက်ခိုက်နေခဲ့တာဖြစ်တာကြောင့်ယူခီယာလည်းဝန်မပါတော့ဘူးဆုံးဖြတ်လိုက်ပါတယ်။ဒီနေရာမှာခုနကတည်သွားပြီလို့ထင်ရတဲ့တင်မင်းဟာမတည်ပဲပြန်ထလာခဲ့ပါတယ်။ဒီချိန်အီချီကိုကတော့ဟော်လုံးကြီးရဲ့ညက်ပတ်တဲ့လက်ကွက်တွေကြားမှာ ်လှိမ့်နေအောင်ခံနေရပါပြီ။စိတ်မရှိတော့တဲ့ဟော်လွန်းကြီးကလည်းအီချီကိုကိုအဆုံးသတ်ဖို့ကြိုးစားလိုက်ပေမဲ့ရုတ်တရက်သူတို့ရဲ့ကြားထဲမှာအီချီကိုရဲ့အမေရဲ့ဝန်ကြီးကပေါ်လာခဲ့ပါဗျ။အဲ့ဒီနောက်သူတို့မိသားစုအတူတူရှိခွင့်ရခဲ့တာအရန်ပြုံမိကြောင်းနဲ့ကြိုးစားပြီးအသက်ရှင်ပါလို့နှုတ်ဆက်စကားပြောရင် ပြပြောက်သွားခဲ့ပါဗျ။အမန်တော့အီချီကိုဟာသူ့မိသေးရတာသူ့ကြောင့်ဆိုပြီးနောက်နောက်ရနေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အခုပြောခဲ့တဲ့စကားတွေအရာသူ့ရဲ့အမေကသူ့ကိုအပြစ်မတင်ခဲ့ဘူးဆိုတာကိုအီချီကိုတယောက်နားလည်သွားပါဗျ။အဲ့ဒီနောက်အီချီကိုလည်းဟော်လွန်းကြီးကိုဓာတ်နဲ့ထိုးပြီးဆွဲဖြစ်လိုက်ပါဗျ။ဒန်ယာကအရန်ကြီးတာကြောင့်ဟော်လွန်းကြီးလည်းစစ်မတိုက်နိုင် တော့ပဲထွက်ပြေးသွားပါတော့တယ်။ဟော်လုံးကြီးကိုအဆုံးမသတ်နိုင်ခဲ့တဲ့အချီကိုလည်းအနောက်ကနေပြေးလိုက်ဖို့လုပ်ခဲ့ပေမဲ့ချက်ချင်းပဲမေးလဲကျသွားခဲ့ပါတယ်။ဒီလိုနဲ့နောက်တစ်ခမ်းမှာတော့အချီကိုဟာသူ့အမေရဲ့အုပ်ခုရှိမှာမတည့်ရနေခဲ့ပြီးကလေးစားမချင်နိုင်ခဲ့တဲ့အတွက်တောင်းပန်နေခဲ့ပါတယ်။ဒီချိန်မှာပဲအချီကိုရဲ့အဖေဘီနာမှရောက်လာပြီးသူ့သားကိုစိတ်မချဖို့နှိမ့်သိမ့်ပေးနေခဲ့ပါတယ်။အချီကိုကတော့လူတိုင်းကသူ့ကိုအပြစ်မတင်တဲ့အတွက်ဒေါသထွက်နေခဲ့ပြီးအချီကိုရဲ့အဖေကတော့မင်းအမေဆုံးသွားတာဟာမင်းပြစ်မဟုတ်ဘူးလို့ပြန်ပြောလိုက်ပါတယ်။သူ့ရဲ့မိမဟာကလေးတွေကိုအသက်နဲ့လဲပြီးကာကွယ်ခဲ့တဲ့အတွက်သူ့အနေနဲ့ဂုဏ်ယူရပြီးအချီကိုကိုလည်းပျော်ပျော်နေဖို့မှာ နေခဲ့ပါတယ်။အဲ့ဒီနောက်ဖီရတဲ့အရန်ကြီးရှိစရာမလိုပဲအီချီကိုကိုလည်းသူတိတ်ပြီးမှတင်ပါလို့ပြောရင်းထွက်သွားခဲ့ပါတယ်။ဒီအချိန်မှာတော့အီချီကိုဟာတစ်ပင်ပေါ်မှာပုန်းနေတဲ့ယူခီယာကိုလှန့်ခေါ်လိုက်ရင်သူတင်မင်းအကြာကြီးဖြစ်ချင်ကြောင်းပြောလိုက်ပါတယ်။သူတမလာအောင်လုပ်ပြီးအပြစ်မဲ့သူတွေကိုဟော်လုံရဲ့လက်ထဲကနေကာကွယ်ပေးမှဖြစ်ကြောင်းလည်းပြောပြလိုက်ပါတယ်။ဒါအပြင်သူ့မျိုးတက်သွားတဲ့ခုနကဟော်လုံတကောင်ကိုလည်းလက်စားချင်ဦးမှဖြစ်ကြောင်းပြောပြလိုက်ရင်ဘလေးအပိုင်းကိုလေးကပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။